မင်္ဂလာပါ Story War ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story War Channel ကိုစောင့်ကြည့်နေတဲ့ပရိသတ်တွေအတွက်ညောင်စည်းလောက်လူပင်မေညောင်မင်းကြီးလောက်ရတယ်ဆိုတဲ့စကားလေးကို Story War ပရိသတ်တွေလည်းကြားဘူးကြမှာပါဒီပုံမြင်လေးတွေကအမကြီးကလည်းညောင်စည်းလောက်လူခဲ့ပြီမေသူရဲ့စေတနာကညောင်မင်းကြီးလောက်ဖြစ်ခဲ့တော့အကျိုးပေးကလည်းညောင်မင်းကြီးလောက်ပြန်ခန်းစားခဲ့ရပါတယ်သူလူခဲ့တဲ့မြက်တဲ့အလူကဘာများဖြစ်မလဲဆိုတာကိုဖော်ကျူးထားတဲ့ လှူတတ်ရင်အလူမြတ်ပဲဆိုတဲ့ပုံမြင်လေးကိုအတူတူနားဆင်ပေးကြပါအောင်နော်။ရေအခါကဒီဝတာဆိုတဲ့ရွာလေးမှာဒီဝအမည်ရှိတဲ့အမတ်ကြီးတဦးနေထိုင်နေတယ်။ဒီလိုရွာရဲ့တာရေးနာရေးစတဲ့ရက်ရွာအကျိုးကိုဆောင်ရွက်ပြီးတရက်အိမ်အိမ်ပြန်မာတော့ပြင်းမှန်းမှုနဲ့အတူဆာလောင်မှုကလှုပ်ဆော်လာတဲ့အခါမှာအိမ်ရှိသူတွေကိုသမင်းပွဲအမြန်ပြင်ပေးဖို့ပြောလိုက်တော့တာပေါ့။ ူအတွက်ပြင်ပေးတဲ့ထမင်းပွဲကိုစောင့်ဆိုင်နေစမှာပဲအမတ်ကြီးဟာသူ့အိမ်ရှိကွပြစ်လေးပေါ်မှာအမောဖြေနေတယ်တဲ့ပြင်လို့ပြီးသွားတဲ့ထမင်းပွဲလဲကွပြစ်ပေါ်ရောက်တဲ့အခါမှာအမတ်ကြီးလည်းအယမ်းစာနေတာမို့စားဖို့ပြင်လိုက်တော့တာပေါ့အဲ့ဒီအချိန်မှာပဲစာလာမွတ်တိမ်လွန်းတဲ့ဒဏ်ကြောင့်ခွေးပိန်မာလေးတကောင်ဟာအမတ်ကြီးရဲ့ထမင်းစပွဲနာကိုချင်းကက်လာတယ်တဲ့ ဒီလိုနဲ့တပည့်ဖြစ်သူတွေက ခွေးလေးကိုသမင်းစပွဲနာကိုမကပ်ဖို့မောင်းထုတ်လိုက်ကြပါမယ်။အမတ်ကြီးကတော့သူကိုယ်တိုင်လဲစာလောင်နေတဲ့သူမို့ဒီဒုက္ခကိုနားလဲသူကပြီးကိုချင်းစာတရားနဲ့သူစားဖို့ပြင်နေတဲ့သမင်းတလုတ်ကို ခွေးပိန်မာလေးကိုခြကျွေးလိုက်တယ်တဲ့။ဒီလိုခြကျွေးယုံနဲ့မပြီးပဲဝမ်းသာအားရစားနေတဲ့ခွေးလေးကိုကြည်ပြီးချမ်းသာစေချောင်စုရီလေးတောင်းပေးလိုက်တည်တယ်။ ဒီလိုနဲ့အမတ်ကြီးကအမတ်ကြီးဘဝကလွန်မြောက်ပြီးနောက်ဘဝကိုရောက်တဲ့အခါမှာလဲလူပြီမှာလူပြန်ဖြစ်တော့သာသနာပေါင်းကိုဝင်ကအဘေရယဟန်အမည်နဲ့ယဟန်ပြုလို့နေတယ်တဲ့အဲ့ဒီကာလမှာပဲတိုင်းရေးပြည်တွေကမငြိမ်မသက်ဖြစ်တော့ဒေဝတာရွာသူရွာသားတွေကလည်းတောနယ်ဘက်ကိုရွှေ့ပြောင်းလာကြရတော့တာပေါ့ ဒီလိုနဲ့သူတို့တွေဟာသဘုံရန်ကြောင့်တင်းရှောင်နေရဒီသားမကငတ်မောခေါင်းပါပြီးနဲ့ရာဒီဥလူဇွေရမှုရိုးရဲ့ဂျန်ကို ကြီးစွာခန်းစားနေရတဲ့အချိန်ပဲပေါ့ရွာသားတွေကလည်းအပိယယဟန်းကြီးကို သူတို့နဲ့အတူရှေ့ပြောင်းမှုခေါ်ခဲ့ပေမဲ့ယဟန်းကြီးကတော့သူ့ရဲ့ရွာမှာပဲနေရခဲ့တယ်။ထောက်ပံ့ပေးမယ့်ဓာရကားတွေမရှိတော့ယဟန်းကြီးအတွက်အစာရေးတောက်ရေးဟာခက်ခဲလိုလာတာပေါ့။ ခက်ခဲခြင်းကိုမမှုပဲယဟန်ကြီးဟာသတင်း300အကြောင်းရဲ့နေစဉ်ပြုမူနေကြကျောင်းတန်ရှင်ရေးစတဲ့လုပ်ငန်းတွေကို ကိုယ်တိုင်ဆောင်ရွက်ပြီးနေနေတာကိုသတိပြုမိတဲ့ကျောင်းတိုက်အနီးကရုပ်ကစိုးလင်မြဲဟာဆိုရင်ယဟန်ကြီးကိုစွန့်စက်ကပ်ဖို့ကြိုးစားကြတာပေါ့ လွန်ခဲ့တဲ့ဘဝကခွေးပင်လေးကိုသမင်းတလုံးလှူခဲ့တဲ့အကျိုးကအခုအကျိုးပေးခွင့်ကြုံချိန်မှာရုပ်ကစိုးလင်မယားက လူရောင်ဖန်ဆင်းကတသက်တာဇွန်ဒရက်ကအဖြစ် ခံယူခြင်းအဖြစ်ကို အကျိုးပေးလေတော့တာပေါ့ယုကဇိုလင်မယားဆက်ကတဲ့စွန်ကြောင်ယဟန်းကြီးမှာတရားအလုပ်တွေကို အပူအပင်မရှိ ပိုလုလာနိုင်နေတဲ့ ခေကာလာယလွန်စွာငတ်မှုခေါင်းပါတဲ့ဘေးကိုဆက်ရောက်နေတော့လူအချင်းချင်းတက်ဖြတ်စားတောက်ကြတဲ့အထိဖြစ်လာကြတယ်တဲ့။ဒီတော့တပားတဲ့တရင်တုံးနေတဲ့ရဟန်းကြီးရဲ့အကြောင်းတိုင်နာကို လူဆိုးလူမိုက်တွေက ချင်းကက်လို့အနေပြုဖို့ကြံတော့တာပေါ့။အကြောင်းတိုင်အတွင်နေရာအနှံ့ရဟန်းကြီးကိုတက်စားဖို့အကြံနဲ့ရှာဖွေပေမဲ့ဘလို့မှရှာလို့မတွေ့ကြဘူးတဲ့။ ယဟန်ကြီးရဲ့တပည့်စည်းလဲတံကိုသာကြားရပြီးယဟန်ကြီးကိုတော့မမြင်ရဘူးဖြစ်နေတာပေါ့ဒီတော့လူโซလူမိုက်တွေကလည်းရှာမတွေ့တဲ့အဆုံးမှာသူတော်ကောင်းရဲ့တကူကြောင့်ရှာမတွေ့တာပဲဖြစ်ရမယ်ဆိုပြီးပြမားမိတဲ့အဖြစ်တွေကို နောင်တရလို့လက်လျှော့သွားကြတော့တာပေါ့ အရင်ဘဝကခွေးပိန်မာလေးကိုချမင်းတလုံးလူခဲ့ယုံနာမကခွေးလေးကိုအများကမောင်းထုံးမဲ့ဘေးကိုဟန်တားပြီးခဲ့တဲ့အကျိုးကိုပါကြပါတဲ့ခန်းစားလိုက်ရတာပဲဖြစ်တယ်တဲ့ဒီလိုနဲ့ရဟန်းကြီးအားဆိုရင်ရုပ်ကစိုးလင်မယားက လူတန်းနဲ့ဇွန်ကိုဖုံးပေးပြီးတတ်ထက်ဆုံးရဟန္တာဖြစ်တဲ့အထိအေဂျင်စွာနဲ့တရားဘာဝနာကို ပွားများအားထုတ်သွားခဲ့တယ်တဲ့ ကဲပုံမြင်လေးကတော့ဒါပါပဲနော် story world ပြည်သက်တွေလဲပုံမြင်လေးတွေကအတိုင်းမြင်မြပင်သိငယ်တဲ့အလှူဒါနဖြစ်ပါစေကောင်းမွန်ကြီးမားတဲ့စေတနာတသက်နဲ့သာပြည်လူမေဆိုရင်မိမိတို့ရဲ့အလှူဒါနဟာမြမခေတ္တမကနောင်ဖြစ်လျာတနရာမှာလဲကြီးမားတဲ့အကျိုးကိုပေးဆွနိုင်နေဆိုတာမလွဲဧကံပဲဖြစ်ပါတယ်နော် ဒီပုံမြင်လေးကိုနားဆင်ပြီး နောက်ထပ်လဲပုံမြင်တွေဝိတ္ထုတို့တွေဇောင်းမားတွေနဲ့ရာဇဝင်တွေကိုနားဆင်ခြင်းနဲ့ဆိုရင် channel လေးကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့နော်